တထိန်ကြီးလေးကိုကြီးမင်းကိုစိတ်မဆိုးဘူးငါမင်းတို့ပြောပြီးသားငါ့ကိုစစ်သားချစ်စရာမလိုဘူးငါကလည်းစစ်သားကိုချစ်နေရင်ကျိန်တတ်တယ်ကောင်းဒါပေမဲ့မင်းပြောတာလည်းနည်းနည်းများတယ်သိလားကြက်ွက်ထဲကကလေးလေးချက်ခန်းငါစစ်မှုထမ်းတဲ့ပေါ်တာဆွဲရကောင်ဆွဲ PDF ဆိုပြီးအလင်းဝင်လက်မှတ်ထိုးခန်းတဲ့ကောင်ထိုးခန်းဟမ်ဘယ်နေရာက PDF လက်ရှိဒီနေ့အချိန်မှာ PDF ကတိုင်ရင်တက်ဖွဲ့နဲ့ကုန်နံပါတ်ကြပြီးသားကိုပိုင်နံပါတ်တွေထွက်ပြီးသားသိလားဘယ်တိုင်ရင်ကလည်းကုန်နံပါတ်ဖလားကိုပိုင်နံပါတ်ပြော ဟယ်လိုချားရမီဘာပီတိုညကိုမော်နမများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မချုပ်ဆိုလိုက်ပါတယ်2025ခုနှစ် April 29ရက်နေ့ရဲ့ကျွန်တော်အင်္ဂါနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရကောင်းတွေနဲ့ဘောမိုက်ခွဲချေခွဲလောင်မြတ်တံများစွာရှိတော်မလို့ကျွန်တော်တို့ဗီဒီယိုဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းသွေးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ မကွေးတိုင်းပဟုတ်ကူမြို့နယ်မှာရှိတဲ့ပြူစော်တိကျွရတွေမှာတပ်ဆွဲထားတဲ့အကျံဘစ်စစ်ကောင်စီတပ်သားတွေကိုနေရက်စက် drone နဲ့ဘုံတီရလုံး80ကျော်ကျဲချတိုက်ခိုက်ခဲ့လို့အကျံဘစ်စစ်တပ်ဘက်ကနေပြည်မဆဲဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ရောင်းရပောင်းစစ်ကောင်စီတပ်သားအင်အား900လောက်ရှိပါတယ်။ကိုနိုင်ရဲ့ချိန်လောက်ကနေစတင်ပြီးတော့မပွဲဆတာပါ။ drone နဲ့ CFX Win Lazy နဲ့တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုတွေမှာစစ်ခွေး15កောင်လောက်ထိတယ်။စဲကောင်တည်ဆုံးပြီးတော့5កောင်ထိခိုက်တယ်ရပါတယ်။စစ်ခွေးဘက်ကပြန်လည်ပြစ်ခတ်တာတွေရှိပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့မှာ ဒရဘုံအလုံး50လောက်နဲ့60မမအလုံး30လောက်ကုန်ဆုံးသွားတယ်ဆိုပြီးတော့မှ Rocket Fighter ဖွဲ့ကပြောရေးဆိုခွင့်ရှိသူတို့ကလည်းပြီးတော့မှထလောင်းပြောကြားထားတာပေါ့နော်ဆိုတော့ဒီလိုမျိုးစခွေးတတိုက်ကိုကျွန်တော်တို့တော်လိုင်းရရဆွဲရတယ်ပြီးတော့မှ drone စစ်စေးရင်းနေနဲ့တိုက်ခိုက်ခဲ့တာပြီးတော့မှအခုဆိုရင်အနည်းဆုံး10កောင်လောက်တော့မျောစာဖြစ်သွားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ စကိုင်းတိုင်းကလေးမြို့နယ်ချမ်းသာကျေးရွာကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းရေးပောင်းတရကနေမြို့မှာတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သားနောက်10ဦးသေဆုံးပြီးတော့မှလင်းနေရှိလက်တင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ချမ်းသာကိုဂန်ကော့ဘကနေမြို့မှာပြူစောတိရွာဟန်တာဝရီရွာကနေတက်လာတာပေါ့။ ကျွန်တော်တို့နဲ့အကွာဝေးက၃မိုင်နဲ့၄ဖာလုံလောက်ပဲဝေးတာအင်အားအနည်းဆုံး၂၀ပါတယ်စစ်ကောင်စီရော့ပြူတွေရော့ရဲတွေပါစုဖွဲ့ထားတဲ့ကျန်းသာရော့ဒါပထမဆုံးပြန်ထိုးစစ်ဆင်တာအထိနာတဲ့စစ်ကောင်စီတွေကဟန်တာရီရော့ဘက်ကိုပြန်ဆုတ်ထားတဲ့စပရမာ CDF ကကကြီးတဝန်ရှိသူတို့ကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ကျန်းသာရော့ဆိုရင်တော့ကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့တွေကနေပြမအပြီးသိမ့်ပတ်ရရှိထားတာဖြစ်ပြမခုဆိုရင်စခွေးတိုက်နေနေကတော့ပြန်လည်ထိန်းချုပ်နိုင်ဖို့ဆိုရင်ပြန်လည်အခုဆိုရင်ပေါ့နော်ပြန်ပြမထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ် နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ရယာဝတီတိုင်းအင်ကပူမြို့နယ်ကွင်းကောင်းမြို့မှာအပရလဒုတိယပတ်ကနေစတဲ့မြန်မာစစ်ကောင်စီကလုံခြုံရေးအရသွင်းထားပြီးတော့မှစစ်ဆေးရေးတွေတင်းကျပ်ထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ညဆုံစိုက်ကယ်တွေနဲ့ကင်းလဲတဲ့လမ်းဆောင်တွေမှာလည်းညဘက်ဆုံပြူစော်တွေတွေပေါဝင်အင်အား90လောက်ကစိုက်ကယ်ကားအကုန်တားပြီးတော့မှရှာတာဆိုပြီးတော့မှဒေတာဟန်တို့ကလည်းမြန်မာပြောဆိုထားပါတော့။ဆိုတော့ ဒီကွင်းကောင်းမျိုးနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်အရင်နဲ့ပုံသဖို့ဝင်တယ်မကြာခင်မှာထိုးစစ်တွေရောက်လာတော့မယ်ဆိုတော့သတင်းတွေချာချာပြေးချင်းမှာပဲစစ်ခွေးနဲ့ဖြူစော်ထီးတွေရာဆိုရင်မြို့တွင်းမှာတော်တော်လေးကိုလုံခြုံရေးတင်းကျပ်ထားတာပြီးတော့မှခန်းစစ်တွေလည်းအသေးချောက်ပြင်ဆင်ထားတယ်လို့သိရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အရင်နဲ့ပုံသဖို့တွေရဲ့ထိုးစစ်ကိုအလုံးလိုက်တည်ထားတဲ့အတိုင်းပြောင်ပြောင်းလာတဲ့အတွက်ကြောင့်မလို့မကြခင်မှာတော့ကျွန်တော်ဘက်ကနေပြတော့မှအသာစီးယူပြီးတော့မှသတင်းကောင်းတွေကြားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီနေ့မရက်ပထမဆုံးအနေနဲ့ကြားမှာကတော့ကျွန်တော်မြန်မာတော်လိုင်းရင်းမှာတေယုတ်ရဲ့ စစ်ကောင်စီပေါ်ပါအားပေးထောက်ခံမှုတွေနဲ့တော်လိုင်းရေးကိုဖြစ်လို့ပစ္စည်းလိုမှုတွေဟာဆိုရင်အခုဆိုရင်ပို့ပို့ပြီးတော့မှဆိုးလာတယ်ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြီးတော့မှရှင်းပြထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်လာရှိုးမှာတရုတ်ရဲ့ဝင်ရောက်ဆက်ဖက်မှုကျွန်တော်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှုနဲ့ပတ်သက်ပြီးတော့မြန်မာပြည်သူတရလုံးဟာအန်တဂျိတ်ဂျိတ်နဲ့တရုတ်ကိုဖိဆန်အာခံတုံ့ပြန်မှုနေညာမပြတ်စဉ်းစားနေတဲ့အချိန်မှာဒီကနေ့ထပ်ပြီးတော့ဘင်္ဂလားဒေ့ရှ် ဘင်္ဂလားဒေ့ရှ်မှာလွတ်လပ်တော့ပြည်နယ်တစ်ခုထူထောင်ပေးဖို့ဆိုပြီးဘင်္ဂလားဒေ့ရှ်အစ္စလာမစ်ပါတီကတရုတ်ကိုအဆူပြုတ်တယ်လို့ကျွန်တော်တို့သိရတယ်။ရွန်ဂျန်ဘင်္ဂလီအများစုနေထိုင်တဲ့ရခိုင်ပြည်နယ်ကိုလွတ်လပ်တော့ပြည်နယ်တစ်ခုတည်ထောင်ပေးရန်ဘင်္ဂလားဒေ့ရှ်အချီနာအစ္စလာမစ်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ဂျမတ်အီအဆာရီအဖွဲ့ကတရုတ်ကွန်မြူနစ်ပါတီ CCP ကိုတွဲဆုံတဲ့အချိန်မှာအဆူပြုတ်လာတယ်။တရင်များထွက်ပေါ်လာပါတယ်။တွဲဆုံမှုအပြီးမှာတရင်တော်များကိုတရင်ထုတ်ပြန်စဉ်ကာလ အစ္စလာမစ်ပါတီရဲ့ဒုတိယခေါင်းဆောင်ဂျာမတ်နိုင်ဟီအမီစီယက်အဗဒူလာမူဟာမတ်တာဟီကဘင်္ဂလားဒေ့ရှ်မှာရိုဂျာတင်းတန်းမှာနှစ်တန်းရှိနေပါတယ်သူတို့ကလူသားမဆန်တဲ့ဘဝကိုဖျက်ဆီးနေကြပါတယ်ဒါကြောင့်ရခိုင်ပြည်နယ်အတွင်းမှာရိုဂျာဘင်္ဂလီများတို့ကလွတ်လပ်သောပြည်နယ်တစ်ခုတည်ထောင်ပေးဖို့လိုအပ်ကြောင်းကြောက်ကြပါတယ်တရုတ်ကိုအဆိုပြုနေလို့ပြောပါတယ်ဒါဆိုရင်ဘင်္ဂလားဒေ့ရှ်ကတရုတ်ကိုဒီစကားပါလို့ပြောပါတယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာစီမံခံခွဲပိုင်ခွင့်ကို တယောက်ကလွန်မိုးဆွတ်ဖက်နိုင်တယ်လို့အတိအကျယုံကြည်ယူဆနေလို့ဒါဒီစကားကိုပြောတာဖြစ်ပါတယ်ဟုတ်တယ်နော်အရှင်မှာတက်တင်ဖြစ်ရမြားရှိခဲ့ပြီဖြစ်ပါတယ်လာရှိုးပြည်တွင်းထိကျွန်တော်နိုင်ငံအချုပ်ချာအာဏာပိုင်လာရှိုးတဲ့ထိတယောက်ဟာပျောင်ပျောင်တင်းတင်းနဲ့ပြည်တွင်းရင်းနဲ့အချုပ်ချာအာဏာကိုထိပါလာတာကိုတွေ့ရပါတယ်တယောက်ထပ်မံထိပါနိုင်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းဒီနေ့တွန်းအားပေးပြန်ပါပြီဆိုတော့နိုင်ငံကကမ္ဘာ ဥပဒေများကမ္ဘာကျင့်ဝင်များကိုမလိုက်နာတဲ့တရုတ်ဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းနဲ့အချုပ်ချာအာဏာကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့အဖြစ်မှာမြန်မာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့အကြမ်းဖက်အနေနဲ့ရုပ်မာနေတဲ့မင်းအောင်လိုက်အကြမ်းဖက်ဖက်စစ်တပ်ကိုပြည်သူကိုတတ်ဖို့လက်နက်ငွေကြေးနဲ့အစရှိတဲ့နည်းပညာများကိုလည်းထောက်ပံ့ကူညီမှုဖြစ်နေတယ်ဆိုတဲ့အကြောင်းဒီနေရာကနေတိတိကျကျပြောကြားလိုပါတယ်တရုတ်ရဲ့မင်းအောင်ဆက်ဖက်မှုပြည်သူကိုအကြမ်းဖက်တတ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လိုက်အာဏာသိမ်းဖက်စစ်တပ်ကို လက်နက်ခေယံပတ်စံများနဲ့နိပညာမှာကူညီပေးမှုနဲ့ပတ်သက်ပြီးကမ္ဘာကြီးရဲ့မြည်သည့်ဥပဒေများမှတရုတ်နိုင်ငံကိုအရေးယူနိုင်ခြင်းမရှိတာကိုတော့ကျွန်တော်တို့အင်မတန်ဝမ်းနည်းမိပါတယ်မြန်မာပြည်သူတရလုံးဟာလည်းကမ္ဘာကြီးမှာလူသားချင်းစာနာတော့တရားမျှတမှုကိုလိုလားသောအဖွဲ့အစည်းလူပုဂ္ဂိုလ်နိုင်ငံတွေမရှိတော့ဘူးလားလို့မြန်မာပြည်သူလူထုတရလုံးကနေဟုံးထုတ်နေပါ ဒါတော့ကျွန်တော်တို့ဒေတာလေးစဉ်းစားကြည့်မယ်ဆိုရင်တော့ဗောနတေယုတ်ရဲ့ဒီလိုမျိုးကြိုးကိုက်မှုတွေအရဆိုရင်တဖြည်းဖြည်းနဲ့ယူလုံးပေါ်လာတာဖြစ်ပြီးတော့မှအင်းကြီးချင်းနိုင်ငံတွေကနေပြီးတော့မှဒီရင်ဂျာကိစ္စကိုခိုးလုံးလို့ပြီးတော့မှကျွန်တော်မြန်မာပြည်တွင်းကိုဝင်ရောက်ဆွဲဖို့စူးစမ်းနေတာကိုလည်းတွေ့တာဖြစ်တဲ့အနည်းဆက်ဆုံးအနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့မှရင်ဂျာတွေအတွက်ရခိုင်ပြည်မှာပြည်နယ်တစ်ခုတခြားပေါ့နော်တတ်မှတ်ပေးဖို့တောင်းဆိုလာတဲ့ပုံမှာကျွန်တော်အနေနဲ့ဒီဟာကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်ကို ဒီပါနေပြီဆိုတာကိုလည်းဒီပေါ်မတွေကိုယ်တိုင်ကနေပြီးတော့မှသိရှိသိနေတာဖြစ်တယ်။မျှော်လင့်နေတဲ့ကတော့တရုတ်ကိုဘာပဲပေးရပေးရသူတို့အာဏာဆက်လက်တည်မြဲနိုင်ဖို့အတွက်အဆုံးစွန်ကြီးစူးစမ်းနေတယ်ဆိုတော့လည်းတွေ့ရတာမလို့ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှဒီတော်လိုင်းမှာထဲထဲဝင်ဝင်နဲ့အဆုံးစွန်ကြီးပေါ့နော်စစ်ကောင်စီကိုအမြန်ဖြိုချဖို့လိုနေပြီဆိုတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကန်းနဲ့ဘုံဘုံမှာစစ်ကောင်စီကနေပြီးတော့မှ KI ကိုအပြုတ်တိုက်တော့မယ်ဆိုပြီးတော့မှအချောင်ထားတယ်ပေါ့နော်ကျော်စိုးရဲ့ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။အေးဘုံဘုံမျိုးတိုက်ပွဲမှာခင်ဗျမေးကြည့်လိုက်ပါ မှန်မှန်ကန်ကန်ပဲပြောအေးနဲ့စစ်တုရအေးနဲ့အပေါင်းပါတယ်ဘလောက်ပိလဲကိုမှန်မှန်ကန်ကန်ပဲပြောခင်ဗျာထောင်ထဲချိုသေးတယ်ထောင်ထဲချိုသေးတာအုပ်လိုက်အုပ်လိုက်ကိုပြုတ်တာအေးလိုက်အေးလိုက်ကိုပြုတ်တာပြုတ်ပြုတ်ပြုတ်ဒုက္ခိတာပဲအဲ့ဒီလိုအခြေအနေဖြစ်နေတယ်တပ်မတော်ကတော့တောက်လျှောက်ကိုပြောတာပဲနော်ဒီကလုံးအောင်မချဘူးဘာကြောင့်လဲဂုံတိကရရေးကြီးတာခင်ဗျာဒီဘက်ကလည်းခင်ဗျာလည်းဒီ KIA တို့ကလည်းခင်ဗျာအရေးကြီးတယ်ဒီဗမော်ရဲ့တိုက်ပွဲကတကယ်ဂုံတိကတိုက်ပွဲပဲတနည်းအားဖြင့် KIA နဲ့ဒီတပ်မတော်ကနောက်ဆုံးတိုက်ပွဲလို့ပြောလို့ရတယ်စစ်ရှောင်းတဲ့လူကပြီးသွားမှာအဲ့ဒီဒေတာမှာပြီးသွားလိမ့်မယ်ဘာကြောင့်တိတ်ကိုအရေးကြီးတယ်ဗမော်မျိုးကတိတ်ကိုအရေးကြီးတာ ။ဘာကြောင့်ဆိုကျွန်တော်တစ်ဖက်မှာတရုတ်နိုင်ငံရှိတယ်။တရုတ်နိုင်ငံကလည်းဒီအခြေအနေတွေကြည့်။ကြည့်နေပါဘာလို့ဆက်ဖြစ်မလဲ။တောက်ချက်ကြည့်။အဲ့ဒီအဟာကြောင့်ဒီဘက်ကမှလည်းဒီ KAI ကလည်းပုံရောပြီးလောင်းနေတာတို့ဒီနေရာ။တက်မတော်လည်းဒီနိုင်ငံတော်ရဲ့ဂုံတဲကအတွက်တက်မတော်ဂုံတဲကအတွက်ဒီနေရာမထိပါဘူးလေ။တောက်ချက်ကိုကျွန်တော်တို့ဒါပြစ်ကူစစ်ကူလေးတောက်ချက်ကိုပြစ်နေ။တောက်ချက်ကိုပြစ်လက်ရှိတော့ကျွန်တော်အားရချင်းနေတယ်။လက်ရှိနေအားရချင်းနေတယ်။တစ်ဖက်မှာကျွန်တော်တို့ဒီ KAI ရဲ့ရင်းမြစ်တွေက KAI ကခင်ဗျာရှင်းပြောရင်ဘာသာငွေပေါ်မှာဖိတ်ကူတိုင်လာ။တစ်ဖက်မှာကျွန်တော်ကချင်ရူးတွေကတက်။ဒီမှာအဲ့ကချင်ရူးတွေကတက်ပေါ့ဗျာ။အဲ့မှာမြေချတက်တွေတောက်ချက်ထွက်တယ်။ လက်ရကရန်ရဲ့အဲ့မှာလဲပတ်နေပြီဒါကလည်းကျွန်တော်တို့တာကြောဖြတ်နိုင်မလို့လေဗျတစ်ဖက်မှာကြောက်စိဖိခုတိုင်တဲ့ကရန်ရဲ့ဒါကိုလည်းကရန်ရဲ့ငွေပင်လေးကိုကျွန်တော်တို့ဖြတ်နိုင်မလို့လေအဲ့တော့ခင်ဗျာနံပါတ်1ဗျာကြောက်စိတိဖို့လို့နံပါတ်1ဆက်သုံးစီလို့လေဘယ်ကနေဝင်နေလဲနံပါတ်ဒီကြောက်တောင်နေဖြိုးလို့လေနံပါတ်မာဟိုပါရမ်းလို့လေဘယ်ကနေဝင်နေလဲအဓိကခင်ဗျာအများကြီးလို့ဆိုမလို့ဘုံသွားကျဲနေကြမလို့ခင်ဗျာဖားကက်ကိုရမ်းနေရမ်းနေခင်ဗျာဆက်သုံးစီဘယ်ကဝင်လဲတာရအောင်ထားလိုက်ခင်ဗျာဘာမှလုပ်လို့မရဘူးခင်ဗျာအိမ်မှာကားရှိရဆိုင်ငယ်ရှိရဗျာဆက်သုံးစီမြန်ခင်ဗျာရေထဲမြန်မအောင်လို့မှာဗျာ ကျော်စွာတော့တကယ်ကိုရွှင်ရန်ကြီးရှင်လိုပဲပြောမှာပါနော်အခုဆိုရင်ကဲတောင်မသူတို့အနေနဲ့တိုက်ဆရာမလို့တော့ပဲနဲ့ဒီ73စီတွေနဲ့ရန်တွေကိုသူတို့ရဲ့ထောက်ပေါ်လမ်းကြောင်းတွေဖျက်တောက်လိုက်မယ်ဆိုတော့ကဲအထိနာသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလင်းပြောင်းစားတွေပြောထားတာဖြစ်တယ်တကယ်တမ်းကျတော့ကျွန်တော်ဘုံပေါ်မှာဆိုရင်လည်းစခွေတက်တိုက်အနေနဲ့ကတော့သူတို့ရဲ့ဒီစကားခ27ကိုလွတ်လွတ်ဆွန်းလျှော့ဖို့အခြေအနေတော်တော်လေးကိုကောင်းနေတာပြမှာကျွန်တော်ကဲကလည်းပြမှာနေ့စဉ်နဲ့မြတ်စစ်ကောင်စီရဲ့ကာကင်းစခန်းတွေလည်းတင်ပတ်ရရှိထားတယ်လို့ကြားသိရတာဖြစ်တယ်ဆိုတော့ဒီဘုံမှာတွေပြောပြောသလိုပါနော်ကျွန်တော် ကဲနဲ့ပြည်တဲ့ပွန်တဖို့နေရနေပြီးတော့မှအကြဆုံးများနေတာမျိုးတော့မဟုတ်ပေမဲ့တိခိုက်မှုတွေကြားထက်ကနေပြီးတော့မှအခုဆိုရင်ဘောမျိုးအဆုံးတော့ကျတို့တော်လိုက်တဖို့မနေရလက်ထဲကိုရရှိဖို့အခြေအနေတော်လေးကိုကောင်းနေပြီလို့ပြောမှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတဖို့နေနေကတော့ဒီဘောမဆိုဝင်ရနေပြီးတော့မှအခုဆိုရင်သူ့ကိုနှစ်ယောက်ပေါင်းပြီးတော့မှတိုက်ခတ်လာလို့ပေါ့နော်။ဒီငါထိန်းနဲ့မင်းသားကြီးဆိုတဲ့ငါနဲ့နောက်ကောင်ဘယ်လိုမျိုးပြန်ပြီးတော့မှစုံဝပြောဆိုထားလဲဆိုတာကျတို့ပွဲကြည့်ဖို့ကောင်းလေထပ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ 在天津嘞，我、嗯嗯、也没有什么收入，哪没有票比哒，哪有事打车是啊么路，哪家没事打车呢呀？车那得搞，但是没门票了，现在没得嘞，没啊？这条没票嘛？不是讲的票嘛？小朋友没嘛？怕看没办得到？哎呀，哎那叫做没路嘛票啊路吧？没票钱，我让票路压的，那得嘞，那得。这条没路，古道旁边那边，反正没没票路压的，哎呀，说没股，没得呀？在北京，北京我演出，先我嘛，至少包八路。 ရတူရဆိုးမိုးခြင်းကိုခံရတယ်။ငါမေးကိုမေးကြည့်မယ်။မင်းကတော့နေပြီးတော့အဲကွန်ခန်းထဲကနေတထင်းတယောက်အနေနဲ့မင်းတာဝန်ထမ်းဆောင်နေတာ။ဟမ်အခုချမ်းပြည်နယ်မြောက်ပိုင်းဆိုရင်နေဗန်မွေးနဲ့အုံမဒီအုံမခါနဲ့ပဲကြံတော့တာ။ဟိုဘက်မှာဆိုလို့ရှိရင်တောင်းခံပဲကြံတော့တာ။ကဲမင်းအရဆိုရင်ငါတို့ကဒီအချိန်နေမြေပြင်အချိန်နေကိုငါတို့ထောက်ပြလို့မရတော့ဘူးလား။ငါတို့ဒီတိုင်းရှင်ကိုနှုတ်ပေးနေရမှာလား။ငါတို့လည်းနိုင်ငံသားတွေကွာ။ မင်းကစစ်သားလုံးမှာတက်ကိုချစ်တယ်နိုင်ငံကိုချစ်တယ်လို့ထင်တာလားအဲ့တော့ဆိုရင်မလောင်နေပြန်တော့တကောအခုမင်းမင်းသားကြီးခုကြည့်လိုက်ငါ့ကိုတိုက်ခိုင်းနေတယ်အဲ့မင်းသားကြီးကဘယ်လိုလဲသိလားတကိုးမှာအရာရီတန်းကနေပကိုးရောက်တယ်နော်တကိုးအင်းကြီးနှဆုံးလောင်းနဲ့ရောက်လာတာရောက်လာပြီးတော့ဟိုဟိုဘာဒီဘာဟိုလို့ဒီလို့လို့ပြီးတော့သူများကိုခြာနေပြီးတက်လာတယ်တက်လာပြီးတော့မှလဲလန်းတရားလာအလုပ်လုပ်တော့နော်အဲ့ရ construction အဲ့ရ engineer တွေလာပါလာမသွားလိမ်ပြလိုက်တယ်သူကပတ်စံနေလိမ်ပြလိုက်ကိုဘုံပြလိုက်ကော ်ဘုံတော့ဖိုးတွန်ဒီနဲ့ထောင်အောင်ကြအောင်အင်းဆိုင်မှာဖိုးတွန်ဒီနဲ့ထောင်ကြတာမင်းသားကြီးကကဲခမားတို့တခါလေးပြောလိုက်တာနော်ဒီကောင်ကျွန်တော်ကြောင်းနေဇော်ဘုံကြီးကတမိုင်းရှင်းနေဇော်ဘုံကြီးတမိုင်းကရှင်းနေအဲ့ဒီမင်းသားကြီးအင်းဆိုင်မှာထောင်ကြအောင်ထောင်ကြတော့ထောင်ထဲမှာအနေသားကြောင်းအောင်လို့ထောင်ပိုင်ကိုထောင်မှုကိုဖားပြီးတော့ကျွန်တော်ဆောက်လို့ရတက်ပါတယ်တို့ဘာတက်ပါတို့ဘာရှိပါတယ်တို့ညာရှိပါတယ်တို့မဟုတ်ရင်လယ်ဘေးကိုတုံးခံလိုက်မယ်အဲ့ကောင်နဲ့မငအောင်အောင်ကြီးနော်လယ်ဘေးကိုတုံးဆင်းပေးလိုက်မယ် ။ငါလို့ तू MDYP တရားတွေပါကြောနေတာမလို့အဲ့ဒါသူ့ရဲ့နောက်ကြောင်းပဲ။သွားမေးကြည့်။အင်းဆိုင်မှာဖိုးတန်ဒီနဲ့ထောင်းနေနေကြတာ။လူကြီးတယောက်ရဲ့လူကြီးတယောက်ရဲ့မျိုးဖနက်စည်းပေးနေရတဲ့ဖနက်ကန်ရတဲ့စောက်စင်းမင်းနဲ့ငါနဲ့လည်းတမ်းမတူဘူး။လာမပြောနဲ့။နော်။မင်းဖိုးတန်ဒီအင်းဆိုင်မှာမင်းမင်းအားလုံးအဲမင်းသားကြီးဆိုတော့ငါငါ့ကိုရှော့ထွက်နေတာမင်းသတင်းတွေအကုန်လုံးငါ့စီရောက်နေပြီငါသတင်းတွေမင်းစီရောက်ရင်ပေါ်လိုက်ရှော့ပြီးလိုင်းပေါ်မှာ PDF တွေပြန်ရှော့အောင်နေနဲ့ငါတနိုင်ငံလုံးဘက်သွားနေတာနော်အဲ့ဒါလည်းဂျုံလို့ပြောပြလိုက်တာ ုံလို့ပြောပြလိုက်လားအဲ့မင်းသားကြီးဆိုတဲ့ကောင်ကဖိုးတွန်ဒီဇော်ဝင်ရတော့တော်လေးပေါက်ကွဲနေပြီနော်အခုဆိုငါထင်းဆိုတဲ့စစ်ခွေးတကောင်နဲ့မင်းသားကြီးဆိုတဲ့ဘောမတကောင်ကပူပေါင်းပြီးတော့မှသူ့ကိုပြန်ပြီးတိုက်ခိုက်မှုတွေလှုပ်ဆောင်လာလို့သူကတော်တော်လေးကိုကြေကွဲနေတာပြီးတော့မှသူတို့ရဲ့ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှဝေဖန်တော့ပြရတယ်ပြီးတော့မှသူတို့ရဲ့ ဒီနောက်ကျောင်းတွေပေါ့နော်ပြန်ပြီးတော့ဖော်ထုတ်ပြောဆိုသွားတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးစကောင်စီကိုထောက်ခံပါတယ်ဆိုတော့အယိုးကိုက်၃កောင်ရဲ့ပွဲရတော့တော်တော်လေးကြီးကောင်းလာတာပြီးတော့မှကျေးရှုနေကြတဲ့မျိုးပဲပြည်သူတွေဘက်ကနေပြီးတော့မှလည်းဒါကိုအရန်ကြီးလေးနဲ့မှထားပဲနဲ့ပေါ့နော်ဖြော်ဖေးတက်တက်အနေနဲ့သာကျေးရှုပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုလည်းခြိုက်ပေးခဲ့ချဖို့ချင်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ငါပေါ့ရနေပြီးတော့မှမန္တလေးမှာစစ်ကောင်စီကိုတွန်းလှန်ဖို့အတွက်ခုဆိုရင်ထောက်ဖို့ဖျက်တိတွေတော်တော်လေးများနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်ပြောဆိုထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒီမန္တလေးနဲ့တပည့်ချင်းမှာထောက်ဖို့အကြီးစားတွေရှိတယ်။ထောက်ဖို့အကြီးစားတွေများများစွာရှိတယ်။ပြောပါဦး။ဥစဉ်ထောက်ဖို့တူတူကိုပဲတားတွေလုပ်နေရတယ်ရှိတယ်။ဥစဉ်တို့ကိုတရင်ပေးရလို့လို့နဲ့ဟိုဘက်ကိုတရင်ပေးရလို့နဲ့ရှိတယ်။တို့တို့တရင်နေပေးလို့ကိုပဲလူခံရတာလေအများကြီးဟိုဘက်လည်းပေးတယ်ဒီဘက်လည်းပေးတယ်။အဲ့တော့ဒီကိုအတွင်းထဲကတရင်ကိုလည်းနှိုက်ပြီးမှဟိုဘက်ကိုပေးတယ်။အဲ့တချို့ဇော်ပွဲများဖြစ်နေမှာမဟုတ်လား။90ညဝရမ်းပြေးတယ်။တချို့ဆိုလို့ရှိရင်အောက်ကဟာတဲ့နည်းနည်းမီကန်နေနဲ့ပေါန့်စာနေရအများကြီးရှိတယ်။အဲ့ဒါကြီးလည်းထိရောက်စွာရေးယူပေးဖို့ပါကောနော်။ အရေးယူပေးဖို့ပါတော့ကိုဦးဇင်းတို့တောင်းဆိုထိရောက်သွားစစ်ဆေးပေးဖို့ပါကိုဦးဇင်းတို့မေတ္တာရက်ခံနေတယ်ဦးဇင်းတို့ပြုမှုလင်လင်ပြောတာဒါဦးဇင်းတို့နာမည်တော့ထုတ်မပြောတော့ဦးဦးဇင်းတို့ဒီလိုတင်းပေးလို့လှုပ်ဆောင်နေမှာလေးစားစရာအကောင်းဆုံးကဦးဇင်းတို့ဗိုလ်ချုပ်ရှိတယ်အဲ့ဒီဗိုလ်ချုပ်ကိုဦးဇင်းတို့ကလေးစားဆုံးပဲဘာဖြစ်လို့လဲသူတင်းကိုယူတယ်ယူပြီးစစ်ဆေးတယ်လှုပ်ဆောင်ပုံမှန်ကိုကြည့်တယ်ခံမတယ်တုံးတက်တယ်တုံးတက်ပြီးဟုတ်ပြီဆိုလုံရဲတဲ့တတ်ရှိလုံရဲတယ်ပေါ့ဗျာခိုင်းရဲတယ်ပေါ့ဗျာအဲ့တော့ဦးဇင်းတို့အဲ့ဒီလိုဗိုလ်ချုပ်တွေကိုအများကြီးလဲမေတ္တာပို့ပေးတယ် အမြဲတမ်းလဲဥစဉ်တို့ဒီတက်မတော်မှာဒီလိုပုံချုပ်တွေများများပေါ်ပေါက်ပါစေဆိုပြီးမှအမြဲတမ်းလဲကိုဖះရှိခိုးတဲ့ဖះရှိခိုးတဲ့လိုင်းလျှောက်ရင်ပရိစိတ်တိုင်းပရိစိတ်တိုင်းအမြဲတမ်းမေတ္တာပို့တဲ့မေတ္တာပို့တဲ့အမြဲတမ်းအဲ့ဒီပုံချုပ်တွေပါပြီးသားငါပေါ်တော့ခုဆိုရင်ဖះတီပြီးတော့မှသတင်းပေးတွေလည်းများနေပြီဆိုတဲ့အကြောင်းပါနော်ပြောဆိုထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ခုရဲ့ပိုင်းမှာဆိုရင်လဲဇဝိန်တို့ပွဲမှာဆိုတော့ဒီဖះတီသတင်းပေးဆိုပြီးမှသူတို့ချင်းချင်းပြန်ပြီးဆွဆွမှုတွေရှိလာတာပြီးမှငါပေါ့ကိုယ်တိုင်ရနေပြီးတော့မှအဲ့ဒီအုပ်စုထဲကတယောက်ယောက်များဖြစ်နေမလားဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆက်ပြီးတော့မှာပါနော်မဟုတ်သေးဘူးလေးနဲ့ပြန်ပြတော့ပြောဆိုထားဖြစ်တယ်ဘာပဲပြောပြောစခွေးတိုင်းအနေနဲ့ကတော့ကျတို့တော်လိုက်တဖို့မနေကိုကိုက်ရင်ကိုက်မကိုက်ဘူးဆိုတော့တို့အချင်းချင်းပြန်ပြတော့မကိုက်နေတော့မှဖြစ်ပြတော့မှတို့ရဲ့ဒီလက်ပြမလုံးတဲ့ကိစ္စတွေကိုဖုံးပြဖို့အတွက်အခုလိုမျိုးဝိုင်းဝန်းပြတော့မှချန်စီနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ခွေးရပိုင်းတော်တော်လေးကိုရထားနေတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရပါတီကခုကနေပြတော့မှအခုဆိုရင်တရုတ်နိုင်ငံစီမှာရိုင်ဂျာတွေတက်ရဟန်ပြီမှာ ဒီပြည်နယ်တခုတက်မှတ်ပြဖို့ပေါ့နော်တောင်းဆိုလာတဲ့ပုံမှာဒီပုဒုမနဲ့ပြတော့မှသူ့ရဲ့မြင်ကိုပြောဆိုထားတာပဲဖြစ်ပါတယ်ပုဒုမဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အမေရိကန်ဆိုလို့ရှိရင်စိတ်စိတ်နေခြင်းဟာဝန်ခံခြင်းလို့သဘောတရားရောက်တယ် မိမိတို့ရဲ့နေမျိုးကိုခွဲဝေပေးရမယ့်ကိစ္စကို2024မှာဘင်္ဂလားဒေ့ရှ်ငွေကြေးချုပ်ကကုလသမဂ္ဂကအတမအခံနဲ့ကအေအေနဲ့တူရခိုင်ပြည်နယ်မှာရှိတဲ့နိုင်ငံရေးပါတီတွေကငါတို့ရဲ့နေမျိုးကိုလုံးဝမပေးနိုင်ဘူးဆိုတဲ့ပြတ်သားတဲ့စကားကိုပြောရမယ်။ဒါပေမဲ့ရခိုင်ခေါင်းဆောင်မှာဆိုတဲ့အဖွဲ့တွေကရခိုင်ပြည်ကိုခွဲဝေပေးရမယ့်ကိစ္စကိုမပြောဘဲနဲ့ဈားတွေကငှက်ထွားခါနာပြီးကျမတို့ကဂျီတော်နွားကိုချောင်းနေရတယ်။ ဆိုတော့လက်ရှိပြောရသေးတယ်ဘင်္ဂလီတွေအတွက်နေမြေပေးဖို့ကအခုမှမဟုတ်ပဲနဲ့တမိုင်းအစင်ဆက်မှာတွေကရှိခဲ့တယ်အဲ့ဒီတမိုင်းအစင်ဆက်မှာကျမတို့တက်မတော်နဲ့ပြည်သူနဲ့ကညင်ညွတ်ခဲ့လို့ဒီအချိန်တွေကိုကျမတို့ကာကွယ်ခင်းနိုင်တယ်ဒီမှာလောလောလတ်ဖြစ်စဉ်တစ်ခုကိုပြောပြမယ်အဲ့ဒါပါလဲဆိုတော့အခု2019ရခိုင်ပြည်ပြည်ထောင်နာနဲ့ပတ်သက်လို့เนาะကျမတို့ချစ်ရတယ်ကျမတို့အင်မတန်မှကျမတို့ရဲ့နှလုံးသားနဲ့ ထတ်တူချိရတယ်ကျမတို့လေးစားရတယ်ကျမတို့တက်မတော့ခေါင်းဆောင်ကိုတရားဆွဲဆိုခံထားရတယ်လို့တစ်ဖက်က NLD တွေ CRPH တွေ NUG တွေတို့တို့နှလုံးသားနဲ့ထတ်တူချိရတယ်တို့ရဲ့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုလည်းဖမ်းဝင်ရထုတ်ခံထားရတယ်ရှင်တို့ချစ်တဲ့ခေါင်းဆောင်ကျမတို့ချစ်တဲ့ခေါင်းဆောင်တွေကိုကျမတို့နိုင်ငံမှာလာရောက်နေထိုင်တဲ့လူတွေကတရားဆွဲဆိုခံထားရတယ်အဲ့ဒီနှစ်နှစ်ဆက်ကောင်အမှုကကျမတို့မြန်မာနိုင်ငံမှာဒီလောက်နဲ့ပြီးသွားတာတော့မှ ြံဖန်ပြီးကျေးဇူးတရားမယ်။ဒါလို့လဲဆိုတော့အဲ့ဒီချိန်တုန်းကဖိလစ်ပိုင်နိုင်ငံမာရာဝင်မြို့ကို2019မေလမှာအစ္စလာမစ်တွေအလန်နဲ့လွှင့်ပြီး GL လောက်ခါမြို့ကိုတင်ခဲ့တယ်။လူသားလိုက်လုံးနဲ့ကျူးကျော်ခြင်းလို့ခေါ်တယ်။ဖိလစ်ပိုင်မှာမာရာဝင်တမျိုးလုံးကိုအလန်နဲ့တိလွှင့်ပြီးစစ်သွေးကြတွေကတင်ပလိုက်တယ်။ ဒါကြောင့်မလို့ဖလက်ပိုက်တမန်ကဒူတာဒီအစိုးရကနေပြီး9လကြာအောင်အဲ့ဒီစစ်သွေးကြရီကိုနှိမ့်နှင်းခဲ့ရတယ်။အဲ့ဒါနောက်နောက်ဆက်ကော9လပိုင်းမှာဖြစ်သွားတယ်။တိုက်တိုက်ဆန်ဆန်ပဲနောက်နောက်ဆက်ကော10လပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်ရေးကိုဖြေရှင်းဖို့ပါဆိုပြီးဒေါ်စုကြည်အစိုးရကကိုဘီအာနန်ကိုမှားရမ်းခဲ့တယ်။ကိုဘီအာနန်အကြံပေးကော်မရှင်ကိုဖွဲ့ခဲ့တယ်။ပြည်သူတွေရဲ့ဆန္ဒကိုမျက်မှောက်ပြုဆန့်ကျင်မျက်ွယ်ပြုပြီးတော့သူ့ရဲ့ဆန္ဒနဲ့ကိုပြန်နေကြပြီကော်မရှင်ကိုဖွဲ့ခဲ့တယ်။ အထူးသဖြင့်ရခိုင်ပြည်သူတွေဆန္ဒမဲပေးပြီးရွေးချယ်ထားတဲ့ရခိုင်ပါတီတွေရခိုင်လွှတ်တော်အမတ်တွေကိုမျက်ကွယ်ပြုပြီးတော့ရခိုင်လွှတ်တော်အမတ်တွေကိုဖေးဖယ်ပြီးတော့ရဟီလီတို့မြမပြီးလာတာရှိခဲ့တယ်လို့ကိုဖျားနဲ့အကြမ်းမင်းကော်မရှင်ဖွဲ့လိုက်တယ်ကိုဖျားနာအစီရင်ခံစာ88ရှင်းအထက်ကိုဖျားနဲ့အကြမ်းမင်းကော်မရှင်ကနေပြီးတော့အချက်88ချက်ပါလေအစီရင်ခံစာ၈လပိုင်း24ရက်နေ့မှာ တမရအထံကိုတင်နေရှစ်လပိုင်း24ရက်နေ့ထံမှာတမရအထံကိုတင်ပြီးတော့ရှစ်လပိုင်း25ရက်နေ့မှာဒေါ်စုကြည်ကဒီကိုဗီအာနဲ့အကြံပေးလိုက်တဲ့အချက်ရှစ်ချက်ရှိရှိရှိကြဟာကျမတို့မြန်မာနိုင်ငံအတွက်လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ရှင်ဆိုပြီးတော့ကမ္ဘာအနေမှာပြောလိုက်တယ်2020 24ရက်မှာအရှင်ခန္ဓာတင်နေ25ရက်နေမှာလမ်းညွန်မြေပုံမှာပြောတယ်26-29မှာရခိုင်ပြည်နယ်မှာရှိတဲ့ရဲကင်းစခန်းတွေတိုက်ခိုက်ခဲ့ရတယ်နိုင်ငံကြီးဆိုတာတိုက်ဆိုင်တာမရှိဘဲနဲ့လောက်ကြံဖန်တီးထားတဲ့လောက်ပဲစက်ပွဲစက်ပွဲ ဆိုတော့ပူသူမပြောချင်တဲ့ပုံစံရတော့ဒွန်ဆွန်စုကြည်ကနေပြမဒီလိုမျိုးကိစ္စတွေပေါ့နော်အရင်ဆုံးမြင်မှုခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုထပ်ပြပြောဆိုချင်တဲ့တော့ကျွန်တော်တွေ့တာဖြစ်တယ်နောက်တစ်ခုကကျတော့စစ်ကောင်စီအနေနဲ့တီယိုအောက်ကိုပြမလာရှုမျိုးကိုရယူနေတယ်ဆိုတဲ့သဘောမျိုးပြသလိုက်တဲ့အချိန်မှာအခုဆိုရင်ကျွန်တော်အင်းကြီးချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကနေပြမတော့ကိုခွင့်ကောင်းယူပြီးတော့မှာပေါ့နော်သူတို့နိုင်ငံထဲမှာဒုက္ခသည်ဖြစ်နေနေကြတဲ့ Ranger တွေကိုရခိုင်ပြည်ထဲမှာအလုံးရင်နဲ့ပို့ဖို့အခုဆိုရင်တီယိုနိုင်ငံအောက်ကိုပြမ စီစဉ်ဆောင်ရွက်ချင်နေတော့လည်းတွေ့ရပဲဖြစ်ပါတယ်။ဒီကြားထဲမှာကြိုးမြတ်ရသွားတာတော့စစ်ကောင်စီပဲဖြစ်ဖြစ်တော့မှအခုလိုမျိုးတရုတ်ဘက်ကနေပြတော့မှလည်းကုညီထောက်ပံ့မှုတွေရသလိုကျတို့ပေါ့နော် ranger တွေရဲ့အမြင်တွေလည်းသူတို့အနေနဲ့ပြောင်းလဲပြစ်ချင်တဲ့ဆန္ဒတွေရှိနေတာပဲတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီစစ်ကောင်စီအနေနဲ့ကတော့အောက်တန်းချရုံမှာတဲ့နီလာမျိုးမျိုးတုံးပြတော့မှကျတို့မြန်မာနိုင်ငံရောင်းစားပြီးတော့မှသူတို့ရဲ့အာဏာပေါ်တည်မြဲနိုင်ဖို့အတွက်အခုလိုမျိုးလှုပ်ဆောင်နေတယ်ဆိုတော့လည်းကျတို့တွေ့ရတာပဲဖြစ်ပါတယ်။ ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုတဘောနေနဲ့ကိုစီရနေပြီးတော့မှ PDF တွေခုဆိုရင်အလင်းဝင်လာပြီဆိုပြီးတော့မှအချောင်ပြောဆိုနေတဲ့ငါပေါ့ကိုဘယ်လိုမျိုးနှုတ်သီးဖြတ်ထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လို့ရအောင်နော်အဲ့တော့ PDF တွေအလင်းဝင်လာတာဥစဉ်တော်နေနဲ့ကဘာမှကျွန်တော်ကြိုးစားပါလေလက်ခံပါတယ်ဒါ PDF တွေဆိုတာကဥစဉ်တော်ဘာမှလုံလုံဆိုတာကအရှုံးလွယ်အေးဆက်ကအလင်းဝင်နေခဏခဏတော့မှပြောတာအေးပြောပြောအလင်းဝင်နေ PDF တွေလေးဝင်နေတော့ယုံသွင်းလို့လည်းကောင်းတယ် နော်လှည့်ဖျားလို့ကောင်းတယ်ညာလို့ကောင်းတယ်အနိုင်ငံရေးဒါတက်ကိုပညာစားနေတာဟုတ်ပါဘူးပညာညာစုဟုတ်အေးဒါတက်ကိုလည်းအရေးချုံပြီးညာစားနေတာမလားတိတယ်မကူနဲ့မရှင်းပြနဲ့တိတယ်တိလားမင်းအကြောင်းတိတယ်မပြောနဲ့တိလားလူညာလို့ကောင်းလို့ပဲအရေးချုံပြီးတော့ဟဲ့ဒီဟာကြီးဦးစင်းတော့ဘာဖြစ်တာညာဖြစ်တာဖောချောလို့ပြီးညာစားနေတာလေဟမ်ယဟန်နဲ့တူတဲ့ဟာဖျားသားတို့ကတူတဲ့တိတ်ခါပုတ်မိမဘယ်နှပတ်ကိုခါရှိတယ်ဟမ်ပါးကြီးကကြာနေတဲ့အလစ်ကြီးနိုင်ငံရေးကိုရေးလေတိလားဆိုတော့ဘာမှနားမလည်နော်အခုတော့တို့တို့တွေသဘောပေါက်ပြီခမ်းပါများတော့တိလာတာပေါ့ဗျာ တို့အလင်းခံရပါများတော့ဟိုတဘောပေါက်လာလို့ခံရပါများတော့လေ PDF တွေကအမြင်ပိုင်းတိလာတော့အဲ့လိုပဲအလင်းဝင်လာတဲ့တွေ့တွေအများကြီးပဲအဲ့တော့ဥစဉ်ပြောချင်တာကနောက်ထပ် PDF တွေမှရှိတယ်ဆိုလို့ရှိရင်ပောက်ကတော့ရပောက်ဆရာတော့ဆိုတဲ့ Telegram လည်းရှိတယ်နောက်တစ်တော့မှလည်းဥစဉ်ကအကောင့်နှကောင့်လောက်တွန်းကောက်လောက်ထားတယ်အမှဥစဉ်နော်လက်ရှိဒီကောက်ကိုနှစ်ပောက်ငါပြောမယ်မင်းတို့ PDF 30အလင်းဝင်တယ်ဆိုပြီးတော့တင်ထားတယ်တကယ် PDF လားตามันอยัตตาปิดูคลีတွေကိုရှောက်ဖမ်းပြီးတော့ PDF ပါဆိုပြီးအလင်းဝင်တဲ့ပွဲလုပ်လာတာကိုမေကိုလိုချင်မလောင်ရဲတာ မပခံယူတဲ့ဝင်တဲ့ PDF ဘယ်တိုင်းဘယ်ဌာနတိုက်ရင်ဘယ်လောက်မှလာခဲ့လားငါတို့စစ်ပေးမယ်တိလာအဲ့ဒီအကွက်လောက်နဲ့တက်မလာနဲ့ငါပါဦးတိလာဒီကိုမေကိုလိုပါလေမပါဦးမေလေအဲ့ဒီအကွက်နဲ့တက်မလာနဲ့တိလာနော်အရေးချုပ်ကတော့လူလုံးမှာနော်ငါပြောတာကြားလားရှစ်ဘဲပြောတာမင်းဟုတ်တိလာရက်ွက်ထဲကကလေးလေးလျှောက်ခန်းနော်စစ်မှုထမ်းတဲ့ပေါ်တာဆွဲရအောင်ဆွဲ PDF ဆိုပြီးအလင်းဝင်လက်မှတ်ထိုးခန်းတဲ့ကောင်ထိုးခန်းဟမ်ဘယ်နေရာက PDF လဲလက်ရှိဒီနေ့အချိန်မှာ PDF ဆိုတာတိုက်ရင်တက်ဖွက်နဲ့ကုတ်နံပါတ်ကြပြီးတာကိုပိုင်နံပါတ်တွေဖွက်ပြီးတာတိလာဘယ်တိုက်ရင်ရလဲကုတ်နံပါတ်ဘယ်လောက်ကိုပိုင်နံပါတ်ပြောချက်ချင်းစစ်ပေးမယ် ထောက်ပေါက်ကဘယ်နှမလားမင်းတို့မရင်းတက်လို့ပုံနားလေလားခက်တယ်နေဖိနေ PDF အလေးဝင်နေတယ်မဟုတ်ဟဲ့ဒီနေ့ခင်ဗျအလင်းဝင်နေဆိုတာကဘာလဲတိလားမင်းတို့ခွေးမျိုးတွေငါတို့ပြည်သူပဲအထောင်လာတာအလင်းဝင်နေဖြစ်သွားပြီဘောင်းပြန်ဖြစ်သွားပြီတိလားမင်းထင်တယ်လို့မရတော့ဘူးမပေါက်ရဲ့ကိုစီကတော့ဒီငပေါက်ကို dead fight ထားတာပေါ့နော်ကျတော့ဒီလိုမျိုး online တက်ဖို့ဝင်နေတဲ့အချိန်မှာ PDF တွေကနေပြမခုဆန်စစ်ကောင်စီထံမှာအလင်းဝင်နေကြပြီဆိုတဲ့ပုံစံမျိုးနဲ့ what happened ပြောဆိုနေတဲ့ငပေါက်ကဆိုတော့တော်တော်လေးအရှိမရှိတဲ့အရေးချုံကတော့ဘာဖြစ်ပြမှာ ကျတို့တော်လိုင်းရေးတဖို့အနေနဲ့ပီတူရီကျတဲ့မှာစိုးဝန်းကမှုတွေဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတော့လဲတွေ့တာဖြစ်တယ်ပီတူရီဘက်ကနေပြတော်မှအားလုံးကြွကြော်ထားတဲ့အတိုင်းဒီ2025ခုနှစ်ထဲမှာစစ်ကောင်စီနဲ့ဒီလိုအောက်တန်းစားဘောမှာအရေးချုံကတုံးတွေရဆာလို့ပေါ့နော်မြေလန်ရှင်းပြမယ်ဆိုပြမကျွေးကြော်ထားကြတဲ့ချိန်မှာတော်တော်လေးကိုတုံလို့ချောချနေကြတာပြမဒီတော်လိုင်းရို့ဖြစ်စီခြင်းတဲ့အုပ်စုတွေကရှိနေတယ်ဆိုတော့လည်းကျွတ်တော့တွေ့ရတာဖြစ်တယ်။ဘာပဲပြောပြောပြီးတော့တရားလုံးနေတဲ့ကတော့ဒီလိုအောက်တန်းစားလူသက်စုရဲ့ပြောစကားတွေကိုနားမယောင်မဲနဲ့ကျွတ်တော့အားလုံးရဲ့မျိုးမှန်းချစ်ဖြစ်တဲ့ဒီစစ်ကောင်စီရဲ့အာဏာရှင်စနစ်ဖြိုချရင်းနဲ့ ပြီးတော့တရားလုံးအတွက် Federal Democracy လမ်းစဉ်ရရှိရေးဝယ်ဝင်စ조사ကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဝပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရေးချမ်းတဲ့နေ့တည်လေးပဲဆင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။